်စွာဘုရားကကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမလို့ပုံညာစေပုရိတော်ကိရိတာတရဝတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်တဲ့လှုပ်လဲလှုပ်ပါပေါ့ကုသိုလ်ကောင်းဟိုလှုပ်ပါလှုပ်ဝင်ဆိုလို့ရှိရင်ကိရိတာနပုဏ္ဏပုဏ္ဏထထလှုပ်ဖြစ်အောင်လှုပ်ပါအခုမဟာကျုပ် ရသပိစေရံမဲဆိုဒီကုသကောင်းမှာနှစ်ချောင်းအကြိမ်ပေါင်းတောင်60ရှိပါနော်ထပ်ထပ်လို့ထပ်ထပ်လို့ကြအဲ့တော့ကုသကောင်းမှုလို့ရင်ထပ်ထပ်လို့ပါတဲ့ရသောပြာဘုနာဘုနာကိရဏဘုနာဘုနာအဲ့ဒီကုသကောင်းမှုကိုအချင်းချင်းထပ်ထပ်လို့ပါ တမ်းမိဆန္ဒကြည်ရတာလုတ်ချင်တဲ့ဆန္ဒကိုလည်းမွေးထားပါဆိုကုသကောင်းမှုတခုလှုပ်ထားပြီဆိုရင်နောက်ထပ်လှုပ်ဖြစ်အောင်ကြိုးစားချိန်ချိန်ထက်ထက်လှုပ်ဖြစ်အောင်ကြိုးစားလုတ်ချင်တဲ့ဆန္ဒကိုလည်းရင်ထဲမှာ ရှင်သန်းနေအောင်ထားဖားချောင်းဒီလိုတိုက်တွန်းရတယ်လဲဆိုရင်သူခေါပုံညာနာအိုစေရောပုံညာကကုသကောင်းမှုဤအိုစေရောမိမိတဏ္ဍာမှာ တိုးတက်ရပြလာခြင်းလေသူခေါ်ချမ်းသာဒုက္ခရခြင်းအကြောင်းပဲဖြစ်တယ်။လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေရင်ထဲများလာပြီဆိုရင်တော့ဆင်းမှာပဲတေချာ။ကုသိုလ်တွေရင်ထဲနှလုံးထဲမှာရလာပြီဆိုမှချမ်းသာမှာဖြစ်တယ်။ဒါကြောင့်မို့လက်ဆော့ဘုရားရဲ့အဆုံးအမတရားတော်တွေကကိုယ်လုံးတဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့ စေရနာထက်ထက်တန်တန်နဲ့စေရနာကောင်းကောင်းနဲ့ပြုလို့ချေအားဖြင့်ကံကောင်းမှဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးပေးကောင်းမှဖြစ်တယ်အကျိုးပေးကောင်းမှုကံကောင်းမှုအကျိုးပေးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးရဗုဒ္ဓရဲ့အဆုံးအမကိုယဉ်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကို စင်ဆက်မပြမိမိတို့တဏ္ဍာမှာဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ရပါစေကိုပတည်း